အားလုံးပဲမင်္ဂလာပါပြောချင်တာကဒီ developing country တွေနဲ့ developed country တွေပေါ့နော်နှစ်မျိုးစလုံးမှာပဲကြုံတွေ့နေရတဲ့ဒီ skill labor shortage အကြောင်းကိုပြောချင်ပါတယ် skill labor shortage ဆိုတာကျွန်တော်တို့လို job seeker တွေအနေနဲ့လည်းတက်ဆိုင်ပါတယ်ကျွန်တော်တို့မြန်မာ job seeker တွေအနေနဲ့လည်းတက်ဆိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အပြည့်အစုံမှာပဲဖြစ်ဖြစ်ပြပမှာပဲဖြစ်ဖြစ်အလုပ်အကိုင်တွေများစွာလိုအပ်နေပါတယ်လိုအပ်နေတဲ့အလုပ်အကိုင်တွေကလည်း ဲတကယ်တမ်းဝင်ငွေကောင်းနိုင်တာဝင်ငွေကောင်းကောင်းရနိုင်တာတွေက high scale level job တွေဖြစ်ပါတယ်ကျွန်တော်တို့ကွန်မရှိတဲ့ scale တွေကိုလုပ်ဖို့လိုပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ပြောချင်တာကအချက်၅ချက်ပြောချင်ပါတယ်ဒါမှသာကျွန်တော်တို့ရဲ့လက်ရှိဘဝနဲ့ရှေ့လျှောက်ဟိုရဲ့ future မှာအတွက်ဆိုလို့ရှိရင်ကောင်းမွန်တဲ့အလုပ်အကိုင်တွေကိုရရှိနိုင်မှာဖြစ်ပါတယ်အဲ့ဒါတွေကတော့နံပါတ်၁ကဘာလဲဆိုတော့ high demand scale တွေကိုကျွန်တော်တို့က identify လုပ်သိရှိနိုင်ရမယ်ဘယ်လိုအလုပ်တွေ啊ဆိုလို့ရှိရင်ဝင်ငွေကောင်းကောင်းရနိုင်တယ်ဘယ်လို scale တွေကိုရထားမယ်ဆိုလို့ရှိရင်ဘယ်လို scale တွေကိုမှရှိရဆိုလို့ရှိရင်ဒီလိုဝင်ငွေကောင်းတဲ့အလုပ်တွေကိုရှာနိုင်မလဲရနိုင်မလဲဆိုတာကိုစဉ်းစားဟဖို့လိုပါတယ်ဒါကြောင့်ပထမဆုံးအချက်ကကျွန်တော်တို့လေ့လာရမှာကကိုယ့်ရဲ့ region မှာ ကိုယ့်ရဲ့ local မှာပဲဖြစ်ဖြစ် overseas မှာပဲဖြစ်ဖြစ်ကိုသွားမဲ့နိုင်ငံမှာပဲဖြစ်ဖြစ်အဲ့ဒီဒေတာမှာဘယ်လို အလုပ်တွေဟာ high demand ဖြစ်တယ်ဘယ်လိုအဲ့ဒီအလုပ်ကိုရဖို့အတွက်ဘယ်လို skill တွေလိုအပ်တယ်ဆိုတာကိုကျွန်တော်တို့သိရှိဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့အဲ့လိုသိရှိလာပြီဆိုကိုကိုကို upscale လုပ်ရမယ်နောက်ပြီးတော့ rescale လုပ်ရမယ်ကျွန်တော်တို့မှာအဲ့ဒီမှာလိုအပ်တဲ့ skill ရှိနေရဆိုလို့ရှိရင်အဲ့ဒီ skill ကိုပို့ပြီးတော့မြင်မာလာအောင်ဖို့အတွက်စူးစမ်းရမယ် သင်တန်းတွေတက်တာမျိုးဆက်မနာတွေတက်တာမျိုးနောက်ပြီးတော့အလုပ်အတွေ့အကြုံယူတာမျိုးပေါ့နော်နောက်ပြီးတော့ rescale လုပ်ရမယ်ကိုယ်မှရှိပြီးသား scale တွေကိုပဲပို့ပြီးတော့ deeper knowledge ရအောင် deeper experience ရအောင်ကျွန်တော်တို့က upgrade လုပ်ဖို့လိုပါတယ်နောက်ထပ်တစ်ချက်ကိုပြောပြပါမယ်နောက်ထပ်အရေးကြီးတဲ့အတစ်ချက်ကကြတော့ကိုကိုကို adapt ဖြစ်ဖို့လည်းလိုအပ်ပါတယ် adaptive ဖြစ်ဖို့လိုအပ်ပါတယ် ဒီ job market မှာဒီ demand ဖြစ်နေတဲ့အလုပ်ကိုရှောက်မှုရှောက်ဖို့အတွက်ဆိုလို့ရှိရင်ဒါမှမဟုတ်လေကိုယ့်ရဲ့လက်ရှိအလုပ်မှာပဲအဲတည်မြဲဖို့နဲ့နေရာကောင်းကောင်းကို ပို့ပြီးတော့မြန်မာရဲ့ຢာသူကိုရဖို့အတွက်ဆိုကျွန်တော်တို့ဟာ adaptive ပဲဖြစ်ဖို့လိုပါတယ် adaptive ဆိုတာကဒီ scale လိုအပ်ချက်တွေ chain တာရှိတယ် job လိုအပ်ချက်တွေ chain တာရှိတယ် scope လိုအပ်ချက်တွေ chain တာရှိတယ်အဲ့ဒါတွေကိုကျွန်တော်တို့က like ပြီးတော့ adapt ဖြစ်နေဖို့လိုအပ်ပါတယ် အာနောက်အရေးကြီးတဲ့အခုရှိပါသေးတယ်နောက်အရေးကြီးတာကကြတော့ networking ပါဒီ network ယနေ့ကဘာမှာဆိုလို့ရှိရင်အလုပ်ရဖို့က networking ကအင်မတန်အရေးကြီးပါတယ်ဒါကြောင့်အာဘလို့နည်းတွေကိုသုံးနိုင်လဲဆိုတော့ seminar တွေတက်မယ်သင်တန်းတွေတက်မယ်အဲနောက်ပြီးတော့ဒီ social networking က social networking ကိုသုံးပြီးတော့ကျွန်တော်တို့ရဲ့ profile ကိုဟိုလူအများသိအောင် popular ဖြစ်အောင် advertise လုပ်လို့ရပါတယ်နောက်ပြီးတော့ကိုယ့်ရဲ့အပေါင်းအသင်းတွေ ကိုယ့်ရဲ့လုပ်ဖို့ကင်ဘတ်တွေဆွေမျိုးတာချင်းတွေတငယ်ချင်းအပေါင်းအသင်းတွေကြားမှာလဲကိုယ့်ရဲ့ networking ကို ဖြန့်ကျက်ထားဖို့လိုအပ်ပါတယ်သူသဖြင့် professional networking ကအင်မတန်မှအရေးကြီးပါတယ်ဒီ networking တွေကြားမှာမှာနောက်ထပ်တစ်ချက်ကအရေးကြီးတာပါလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ skill တွေကို highlight လုပ်ရမယ်ဘယ်လို highlight လုပ်ရမလဲဆိုတော့ကိုယ့်ရဲ့ skill တွေဟာ transferable ဖြစ်တယ်ပြောင်းလဲနိုင်တယ်ကိုယ့်မှာ အတွေ့အကြုံရှိပြီးသားဖြစ်တယ်ကို့မှာမှာဘွဲလက်မှတ်ရပြီးသားဖြစ်တယ်ကို့ဟာသင်တန်းတစ်ခုခုတက်ပြီးသားဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဒီအရာတွေကို transfer level ဖြစ်အောင်လုပ်နိုင်ရပါမယ် transfer level ဆိုတာဒီ demand ဖြစ်နေတဲ့ job market ကိုဝင်ဖို့အတွက်ဆိုလို့ရှိရင်ကိုယ့်ရဲ့ရှိပြီးသား scale လေးကိုဘယ်လိုချိန်ရင်ကောင်းမလဲဘယ်လိုပို့ပြီး advance ဖြစ်အောင်လုပ်မလဲအဲ့လိုအရာမျိုးဖြစ်ပါတယ်အဲ့ဒီ၅ချက်ကိုကျွန်တော်တို့အနေနဲ့တည်တည်ချာချာစဉ်းစားပြီးတော့ကိုယ့်ကိုယ်ကို app scale လောက်ထားမယ်ဆိုလို့ရှိရင်ဒီပြည်တွင်းမှာပဲဖြစ်ဖြစ်ပြည်ပနိုင်ငံတကာဈေးကွက်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့အတွက်အလုတ်ကန်ရှာရတာပို့ပြီးတော့လွယ်ကူလာမှာဖြစ်ပါတယ်။နောက်ပြီးတော့ဒီအလုတ်ရှာနေတဲ့ဒီအလုတ်လုံးမဲ့သူရှာနေတဲ့ employer တွေ၊ company တွေအလုတ်ပိုင်ရှင်တွေအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်သူတို့အတွက်ပို့ပြီးတော့အဆင်ပြေလာမှာဖြစ်ပါတယ်။အခုပြဿနာကဘာလဲဆိုတော့အလုတ်မရှိတာမဟုတ်အလုတ်ကရှိနေတယ် ဒါပေမဲ့အဲ့ဒီအလုပ်ကိုလုပ်နိုင်မဲ့ scale worker လိုအပ်နေတာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကဒီ scale worker market ကိုဟိုရအောင်ဝင်နိုင်ဖို့အတွက်စူးစမ်းရပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။